ဒီနေ့ဩတဲ့ကျမချို့အကောင့်နဲ့ပတ်သက်တဲ့စကားလုံးတချို့ဒီနည်းနည်းပြချင်ပါလေ net profit ဒီလိုလေးပဲပြောရင်တော့ net profit ဆိုတာအမြတ်ပါရောင်းရတဲ့ငွေတွေကရှိသမျှကုန်စည်တွေအားလုံးထုတ်ပါကျန်တာကိုကျွန်တော် net profit လို့ကျွန်တော်တော့တောင်းပါတယ် revenue ဆိုတာတော့ income ပါ လုတ်ခုလုတ်ပြီးတော့ကျွန်တော်တို့ဘာစိမ်းမှမနှောက်ရသေးဘူးနဲ့ရလာတဲ့ဒုက္ခတက်တက်ဒါမှမဟုတ်ဆိုလို့ရှင်ရောင်းနေတဲ့အယောင်တက်တက်ကိုကျွန်တော်တို့ revenue လို့တောင်းပါတယ် income လို့တောင်းပါတယ်ဒီတော့ income လို့ပြောလိုက်ဘာစိမ်းမှမနှောက်ရသေးဘူးဘာတန်ဖိုးတွေမှလည်းမတက်ရသေးပါဘူးအဲတော့ net profit ကတော့ဈေးတင်ပြည့်ရဈေးတွေအလုံးနှုတ်ပြီးသားအတက်တင်အကြံပြောတာဖြစ်ပါတယ် assets နဲ့ liability ပါပါတယ် SS SS ဆိုတော့ကျောင်းထဲမှာရှိရ IC ဆိုတဲ့ SS ဖြစ်ပါတယ် ပတ်စံကိုဟာရီပါလို့ဆိုလို့လုပ်ငန်းထဲမှာရှိနေတဲ့ဟာအိမ်ကြီးကားကြီးစောက်ဦးကြီး cash ကြီးဟုတ်ပစ္စည်းတွေရဖို့ရှိတဲ့ပတ်စံစည်ရင်းတွေအားလုံးကျွန်တော်ရဲ့ access ဖြစ်ပါ liability liability လို့ပြောလိုက်ကျမပေးမှုရှိတာပေါ့အဲ့တော့ liability ကဘာတွေပါလဲဆိုရင်ကျမတို့ပုံကျွေးတွေနဲ့ပတ်သက်ပြီးတော့ပေးမှုနေရှိနေတာလေသူများစီကကျမတို့ဘဏ်လုံးတွေချိန်ထားတာလေးရှိတယ်စတဲ့ကအားလုံးက liability ဆိုတာဒါပြီးတော့လေပြောရင် SSD ကိုယ့်ရဲ့ asset ဖြစ်ဖြစ် liability ကတော့ကိုယ့်ရဲ့ပေးရမယ့်ဟာဖြစ်ပါ fiscal cost နဲ့ variable cost fiscal cost ကဈေးကလောကအတိအကျဈေးပါဥပမာမီတာက ုံးဖို့နေဝန်န်းလာစာလေဒုံးဖို့အိမ်သားရန်ကလေဒါရင်ကျမတို့အလုံးလုံးလုံးမလုံးလို့ပေးရမယ်ပါဒီ fiscal စီပါ variable cost variable cost ကဒီအလုပ်တစ်ခုလုပ်ဖို့အတွက်နောက်ကနေသူနဲ့တူလိုက်ပြီးတော့ကုန်ကြတဲ့စရိတ်တွေ variable cost စီပါဒီမှာဘလို့ဟာမျိုးတွေပေါင်းမယ်ဆိုကျမတို့ကုန်ပစ္စည်းတစ်ခုရောင်းမယ်ဆိုရင်အဲရောင်းတဲ့အတွက် material cost စီပါလိမ့်မှာဖြစ်ပြီးတော့ဝန်န်းတွေကို ော့လောက်တူတူတောက်တိုင်းလောက်တိုင်းမှာပေးရတဲ့ labor cost တွေပါလိုက်ပါလေဒါဒီ variable cost ပါကျမလည်းမိမမှာကျမ trend business solution founder ပါ CEO ပဲဖြစ်ပါတယ်။အများတွေကိုကျမရဲ့ page တွေပေါ်မှာ business နဲ့ပတ်သက်တာတွေ motivation နဲ့ပတ်သက်တာတွေ account နဲ့ပတ်သက်တာတွေတစ်ခဏတစ်ခဏအများတွေပဲတင်ပြလေ့ရှိပါတယ်။သိချင်တဲ့စုံစမ်းစာတွေဆိုတော့ကျမရဲ့ page တွေဖြစ်တဲ့ trend business solution page နဲ့ new in concern နဲ့ coach page တွေမှာလာပေးလာနိုင်ပါလိမ့်ရှင်။အားလုံးလည်းကောင်းကင်လေးဖြစ်ပါစေရှင်။ thank you